မိတ်ဆွေများအားလုံးမင်္ဂလာပါဇမ်မိုးတရီတီချန်နယ်မှာကြိုဆိုပါရခင်ဗျာယခုပြပေးမှာက20အကြိမ်အတွက်ကစားရမယ်တရီတီတကွက်ကောင်းဆိုင်ဖြစ်ပါတယ်မိတ်ဆွေများကို ထိတ်စည်းဆိုင်လေတိုင်းဆိုင်နောက်ပိတ်ဆိုင်တို့ဖြင့်ဘီပေါ့တကွက်ကောင်းထုတ်ပြပေးမှာမို့ကျွန်တော်နဲ့အတူအစာဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါရခင်ဗျာမိတ်ဆွေများကို တရက်17လ2025အကျိန်း20မြောက်အနေနဲ့နော်3ဒီတကွယ်ကောင်းဆိုင်နှစ်ဆိုင်ဖြင့်အခုထုတ်ပြသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေများအနေနဲ့ဒါတစိုက်ချင်းစီကိုတေချာလိုက်ရရှိနိုင်ရန်ကျွန်တော်အနေနဲ့ဖိတ်ခေါ်ရင်းဖြစ်ပါတယ်။ခုပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီဆိုင်မှုမှာဆိုရင်3ပြင်3ကစီးပြင်ထိတ်စည်းစားအလဲတန်းစားနောက်ပိတ်စားပြင်ပြီးပါတကွယ်ကောင်းထုတ်ပြသွားမှာဖြစ်ပါတယ်။ ခုပြပေးမှာတော့တကွက်ကောင်းဆိုင်မှုနှမျိုးဖြစ်ပါတယ်ခင်ဗျာပရောဆုံးဆိုင်အနေနဲ့ကျွန်တော်အရင်ဆုံးထိပ်စီးထုတ်ပုံကိုအရင်ရှင်းပြသွားမှာဖြစ်ပါတယ်ဟောထိပ်စီးထုတ်ပုံကတော့ကျွန်တော်ဒါသုံးလုံးပေါင်းခြင်းအချိုးညီနဲ့ထုတ်ပြသွားမှာဖြစ်ပါတယ်ပရောဆုံးဒီ၈၅နှစ်ပွဲစဉ်ရဲ့ထိပ်စီးရှိကြဖို့ထုတ်ပုံကိုကျွန်တော်အရင်ရှင်းပြသွားမှာမို့ ဒီလဲတိုင်း၄ရဲ့ကျွန်တော်ဒီထိပ်စီး၃ရဲ့ဆိုပြီးဒီလိုပေါင်းတဲ့အခါမှာ၄ရဲ့၃ရဲ့ပေါင်းမှဆိုရင်ပေါင်းချင်း9ပေါင်းချင်း9ရဲ့ဒီထိပ်စီး၈ရဲ့ပေါင်းမှဆိုရင်ကျွန်တော်ဒီ၃လုံးပေါင်းချင်းဒီ9လို့ရရှိမှာဖြစ်ပါတယ်။ဒါမို့ဒီစိုက်ပုံမှာဆိုရင်ဒီ၄၃၈၃လုံးပေါင်းချင်း9ချိုးနဲ့ရှင်း9နှစ်ပွဲစဉ်မှာထိပ်စီး၈ကစားထားတာကိုကျွန်တော်နဲ့ဒီစိုက်မူရတွေ့ရှိတာဖြစ်ပါတယ်။ ဒီနောက်တစ်ခွင်ကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီအလဲတိုင်း6ရဲ့ဒီထိပ်စီး3ရဲ့ပေါင်းမယ်ဆိုရင်ပေါင်းရင်6လို့ရရှိပါတယ်။ပေါင်းရင်6ရဲ့ကျွန်တော်ဒီထိပ်စီး6ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်၃လုံးပေါင်းရင်5ချိုးနဲ့646 6ပွဲစဉ်ရတာထိပ်စီး6ကိုကစားထားတာကိုဒီဆိုင်မှုနဲ့ကျွန်တော်နဲ့တွေ့ရှိတာဖြစ်ပါတယ်။ဒါမို့ဒီဆိုင်မှုချိုးတိုင်းနဲ့ကျွန်တော်ယခုပွဲစဉ်တွင်ထိပ်စီးယူပုံကိုလည်း ထုတ်တဲ့အခါမှာဒီအလဲတိုင်းရဲ့ထိတ်စည်းရဲ့အလဲတိုင်း9ရဲ့ထိတ်စည်း6ရဲ့ပေါင်းမှဆိုရင်6ရဲ့9ရဲ့ပေါင်းတော့ပေါင်းရင်3ပေါင်းရင်3ဆိုတော့ကျွန်တော်ယခုပွဲစဉ်အတွက်နော်၃လုံးပေါင်းရင်5အချိုးနဲ့ထုတ်မှမို့ထိတ်စည်းကိုနှစ်လို့ထည့်ယူပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ဓမ္မသံဒီဆိုင်မှုရဆိုရင်6နှစ်ခွင်၃လုံးပေါင်းရင်5ဆိုပြီးတော့ထိတ်စည်းနှစ်ကိုကစားရမှာဖြစ်ပါတယ် ။ဒါယခုရှင်းပြခြင်းဒီကျွန်တော်ဒါဒီပုံတော်ဥဆုံးဒါထိတ်ရှိဆိုင်မှုကိုရှင်းပြခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်အလဲတိုင်းဆိုင်ကိုဆက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ်။ကျွန်တော်ယခုဆက်ပြီးတော့ရှင်းပြသွားမှာတော့ဒါအလဲတိုင်းထုတ်ယူပုံဖြစ်ပါတယ်။ဒီအလဲတိုင်းဆိုင်ထုတ်ပုံမှာလည်းကျွန်တော်နဲ့ဒါလုံးလုံးပေါင်းခြင်းအချိုးညီနဲ့ပဲထုတ်ပြသွားမှာမို့ ပထမဆုံး၈၅နှစ်ပွဲစဉ်အလဲတိုင်း၅ဒီကျွန်တော်ထုတ်ကုန်ကတော့ဒီနှစ်၄၆ပွဲစဉ်နောက်ပိတ်၆ရယ်၃နှစ်၄ပွဲစဉ်နောက်ပိတ်၄ရယ်ဆိုပြီးတော့ဒီနောက်ပိတ်နှလုံးပေါင်းည၆ရယ်၄ရယ်ပေါင်းမယ်ဆိုရင်ကျွန်တော်ပေါင်းချင်း၃ညပေါင်းချင်း၃ညရယ်ဒီအလဲတိုင်း၅ရယ်ပေါင်းမယ်ဆိုရင်ကျွန်တော်၃လုံးပေါင်းချင်း၅ဆိုပြီးတော့၃လုံးပေါင်းချင်း၅ချိုးနဲ့ပဲဒီရှင်း၅နှစ်ပွဲစဉ် ငါးကလေးတိုင်းကိုကစားထားတာကိုဒီဆိုင်မှုရတွေ့ရှိမှာဖြစ်ပါတယ်။ဘာမို့ဆက်လက်ပြီးတော့နောက်ပြင်ကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီနောက်ပိတ်9ရဲ့ဒီကနောက်ပိတ်6ရဲ့ပေါင်းမယ်ဆိုရင်6ရဲ့9ရဲ့ပေါင်းတော့ပေါင်းချင်း1ပေါင်းချင်း1ရဲ့ကျွန်တော်ဒီအလေးတိုင်း4ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်၃လုံးပေါင်းချင်း9အချိုးနဲ့ပဲဒီမှာ4ကလေးတိုင်းကို6 4 6ပွဲစဉ်မှာ4ကလေးတိုင်းကို၃လုံးပေါင်းချင်း9အချိုးနဲ့ကစားထားတာကိုတွေ့ရှိတာဖြစ်ပါတယ်။ ။ဒါမှမဟုတ်ယခုဆက်ပြီးတော့ယခုပွဲကျင်အတွက်နောက်ပိတ်ကိုယူတဲ့အခါမှာလည်းကျွန်တော်ဒီအပေါ်ဆိုင်မှုနှမျိုးအတိုင်းပဲကျွန်တော်ဒီနောက်နောက်ပိတ်နှလုံးပေါင်းခြင်းဖြစ်ဖြစ်တဲ့ရှိရဲ့6ရဲ့ပေါင်းမှာဆိုရင်ပေါင်းခြင်း၄လို့ရရှိမှာဖြစ်ပါတယ်။ဒီပေါင်းခြင်း၄ရဲ့ကျွန်တော်ဒီအလဲတိုင်းကနန်းရဲ့ပေါင်းမှာဆိုရင်ကျွန်တော်ဒီဆိုင်မှုရ၃လုံးပေါင်းခြင်း၅ကိုကစားသမှာမို့ကျွန်တော်တစ်ကလေးတိုင်းကိုထည့်ပြီးတော့ဒီဆိုင်မှုကထည့်ကစားသမှာပါလေ။ 6613သုံးလုံးပေါင်းခြင်း5ဆိုပြီးတော့လေတံကဏ္ဍကိုတင့်နေတဲ့ဒီဇိုင်းမူရကစားတော့မှာဖြစ်ပါတယ်။နောက်မိတ်ဆွေများတို့ယခုပြတဲ့ site ဒီကျွန်တော်ဒါလေတံကဏ္ဍထုတ်ယူပုံ site ဖြစ်ပါတယ်။ပထမဆုံးထိပ်စီးထုတ်ယူပုံ site ဒီလည်းကျွန်တော်ဒီမှာသုံးလုံးပေါင်းခြင်း5ချိုးနဲ့6ထိပ်စီးကိုကစားလို့ဒီ6နှစ်ပွဲစဉ်ရဲ့ဒီအလေတိုင်းကဏ္ဍဒီလည်း645သုံးလုံးပေါင်းခြင်း5ချိုးနဲ့ပဲဒါအလေတိုင်း5ကိုကစားတာတွေ့ရှိတာပါ။ ကျွန်တော်နောက်တစ်ပြင်ကြည့်တဲ့အခါမှာလည်းဒီမှာထိတ်စည်းသည်636 3လုံးပေါင်းရင်5ချုံနဲ့6တစ်စီးကစားလို့ကျွန်တော်အလဲတိုင်းကဏ္ဍသည်လည်း964 3လုံးပေါင်းရင်5ချုံနဲ့ပဲဒီ646ပွဲစဉ်အလဲတိုင်းကဏ္ဍကစားထားတာကိုတွေ့ရှိပါတယ်။ဒါပေမဲ့ယခုပွဲစဉ်အတွက်လည်းကျွန်တော်ထိတ်စည်းယူပုံကိုလည်း3လုံးပေါင်းရင်5ချုံနဲ့ထိတ်စည်းယူတဲ့အခါမှာဒီ6ခွန်6နှစ်ပေါင်းရင်3ဆိုတော့ကျွန်တော်ဒီ၃လုံးပေါင်း၅ချုံနဲ့ထိတ်စီးနှစ်ကိုထည့်ကစားသွားတာဖြစ်ပါတယ်။ ဒီနောက်ဘက်ကိုကြည့်တဲ့အခါမှာလည်းဒီရှေ့ရှစ်ချောက်တစ်သုံးလုံးပေါင်းချင်း၅အချိုးနဲ့ပဲဒီမှာတစ်ကလေးတိုင်းကိုလေတိုင်းဆိုင်မှုရတစ်ကလေးတိုင်းကိုကစားသွားတာကိုတွေ့ရှိမှာဖြစ်ပါတယ်ဒီဆိုင်မှုမှာဆိုရင်တော့ထိတ်စည်းတည်လဲသုံးလုံးပေါင်းချင်း၅အချိုးချိုးညီနေပဲနှစ်ထိတ်စည်းကိုယခုဆိုင်မှုရကစားမှာဖြစ်သလိုလေတိုင်းတည်လဲသုံးလုံးပေါင်းချင်း၅အချိုးနဲ့ပဲဒီမှာလေတိုင်းကနန်းကိုပြည့်နေနေယခုဆိုင်မှုရကစားပေးရမှာဖြစ်ပါတယ် ကျွန်တော်ဆက်လက်ပြီးတော့ခုပြပြီးမှနောက်ပိတ်ကဏ္ဍကိုဆက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ်။နောက်ပိတ်ကဏ္ဍ site ကိုတော့ဒီ website မူနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်။ကြောဒီ website မူရဆက်ပြီးရှင်းပြမှာဆိုရင်ထပ်ပြီးတော့မိတ်ဆွေမျက်စိတွေရှုပ်နိုင်ပါတယ်။ဒါမှမဟုတ်ကျွန်တော်နဲ့ဒါလေတိုင်း site မူတော့ဒီပဲဇာတ်နဲ့ပဲရှင်းပြသွားမှာဖြစ်ပါတယ်။ကျွန်တော်လေတိုင်း site မူယူတဲ့ခါကျတော့ကျွန်တော်ဒီထိပ်စီး site လဲတိုင်းစယူသလိုဒီမှာထိတ်စည်းနဲ့လဲတိုင်းဒီကျွန်တော်ပေါင်းချင်းချိုးတူနဲ့ယူသလို နောက်ပိတ်မှုကြတော့ကျွန်တော်မိတ်ဆွေများ site မျိုးနဲ့ထုတ်ပြအောင်မှာဖြစ်ပါတယ်နောက်ပိတ်ဆိုင်မှုယူပုံကတော့ကျွန်တော်ဒီဒီလဲတိုင်းလေးလုံးကျွန်တော်ဒီပဲပေါ့ဗျာဒီနောက်ပိတ်ဆိုင်ကိုတော့လေးလုံးပေါင်းချင်းအချိုးကိုကျွန်တော်ဒီဇောင်း၃လုံးပေါင်းချင်းအချိုးညီနဲ့ကျွန်တော်နောက်ပိတ်ဆိုင်ကိုဒီ site မှာ ကျွန်တော်ရဲ့အမြင်ရတာကျွန်တော်ယူဆချက်ရထုတ်ပြပါဖြစ်ပါတယ်။ဒါမှမဟုတ်လေတိုင်းဆိုင်ကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်ခင်ဗျာ။ကျွန်တော်ဒီလေတိုင်းဆိုင်ယူတဲ့ခါမှာတော့ကျွန်တော်ဒီကဒီ၃ထိပ်စီးရဲ့ဒီက၄ကလေးတိုင်းရဲ့ပေါင်းတဲ့ခါမှာပေါင်းရင်း9ပေါင်းရင်း9ရဲ့ဒီက၄နောက်ပိတ်ရဲ့ဆိုပြီးတော့ဆက်ပေါင်းတဲ့ခါမှာ ျွန်တော်ဒီအလဲတိုင်းစယူဝင်ကတော့ဒီထိတ်စည်း3ရဲ့ဒီကလဲတိုင်း4ရဲ့ပေါင်းတဲ့ခါပေါင်းချင်း9ပေါင်းချင်း9ရဲ့ဒီကနောက်ပိတ်4ရဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်း1 3ပေါင်းချင်း1ရဲ့ကျွန်တော်ဒီကရှင်းကားနှစ်ပွဲစဉ်အလဲတိုင်းကနန်းရဲ့ဆိုပြီးတော့ကျွန်တော်4လုံးပေါင်းကိုယူမှာဖြစ်ပါတယ်ဒီ4လုံးပေါင်းချင်းချိုးမှုရဆိုရင်3 344ပေါင်းချင်း1ရဲ့ကျွန်တော်ဒီအလဲတိုင်း9ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်၄လုံးပေါင်းချင်းဒီ3445၄လုံးပေါင်းချင်း 6ဆိုပြီးတော့ဒီ၄လုံးပေါင်းချင်း6ကိုရရှိသလိုအဲ၄လုံးပေါင်းချင်း6ချိုးတိုင်းမယ်ကျွန်တော်နောက်ဘိတ်ကဏန်းကိုထုတ်သွားမှာဖြစ်ပါတယ်နောက်ဘိတ်ကဏန်းကိုယူတဲ့အခါမှာတော့ကျွန်တော်ဒီဒီက၄လုံးပေါင်းချင်း6ချိုးတိုင်းမယ်ကျွန်တော်ဒီမှာဒီက crossing ပေါ့တောင်းပြပေါင်းချင်းဒီထိတ်စီးနေ့ရဒီကအလဲတိုင်းနေ့ရပေါင်းတဲ့အခါမှာပေါင်းချင်း၄ပေါင်းချင်း၄ရဒီနောက်ဘိတ် နှစ်ရဲဆိုပြီးတော့ဆက်ပေါင်းတဲ့ခါမှာကျွန်တော်ဒီမှာ၃လုံးပေါင်းခြင်း၆ချိုးနဲ့ပဲဒီမှာနှစ်နောက်ပိတ်ကိုဒီစာအုပ်မှာကစားထားတွေ့ပါတယ်ဒီနှစ်နောက်ပိတ်ယူပုံကတော့ကျွန်တော်ဒီက၄လုံးပေါင်းခြင်းအချိုးနဲ့ပဲဒီကဆောင်း၃လုံးပေါင်းခြင်းအချိုးနဲ့ဒီအချိုးညီနှစ်ခုရာကျွန်တော်နဲ့ဒီစာအုပ်ကိုထုတ်ပြခြင်းဖြစ်ပါတယ်ဒါမှမဟုတ်နောက်တစ်ပိတ်ကိုဆက်ပြီးတော့ရှင်းပြပေးပါဦးမယ်ခင်ဗျာအဲ့တော့နောက်တစ်ပိတ်ယူတဲ့အခါမှာလည်းဒီမှာ ကနလေးလုံးပေါင်းတဲ့ကံမှာဒီကထိတ်စီး3ရက်ဒီကအလဲတိုင်း6ပေါင်းမယ်ဆိုရင်ပေါင်းချင်း9ပေါင်းချင်း9ရက်ဒီကနောက်ပိတ်6ပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်း9လုံးပေါင်းချင်း9ရက်ဒီက6လေး6ပွဲစဉ်အလဲတိုင်း4ရက်ပေါင်းတဲ့ကံမှာကျွန်တော်4လုံးပေါင်းချင်းဒီ9လို့ရရှိမှာဖြစ်ပါတယ်ဆိုတော့ဒီ4လုံးပေါင်းချင်း3 6 6 4 4လုံးပေါင်းချင်း9အချိုးတိုင်းမယ်ကျွန်တော်နောက်ပိတ်ကနယူတဲ့ကံမှာ နောက်ပိတ်ကနန်းကိုတော့ဒီဆောင်ပေါင်းချင်းယူတဲ့ခါမှာကျွန်တော်ဒီမှာ၈ရဲ့၅ရဲ့ပေါင်းမယ်ဆိုရင်ပေါင်းချင်း၃ပေါင်းချင်း၃ရဲ့ဒီက၆နောက်ပိတ်ရဲ့ပေါင်းမယ်ဆိုရင်၃လုံးပေါင်းချင်း၉ချိုးချိုးတိုင်းပဲဒီမှာနောက်ပိတ်ကနန်း၆ကိုကစားထားတာကိုဒီဆိုင်မှုမှာတွေ့ရှိမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဆိုင်မှုနှစ်ခုချိုးရပဲကျွန်တော်ယခုပွဲစဉ်အတွက်နောက်ပိတ်ကနန်းကိုထုတ်ယူသွားမှာဖြစ်ပါတယ်။ဒီဆိုင်မှုနှစ်ခုရဲ့အချိုးရဆိုရင်နောက်ပိတ်ကနန်းကို ျွန်တော်ဆက်ပြီးတော့၄လုံးပေါင်းခြင်းအချိုးနဲ့၃လုံးပေါင်းခြင်းအချိုးကိုဆက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီစာအုပ်မှာဆိုရင်ကျွန်တော်ကထိပ်စည်းသည်ဒါနှစ်လို့ရရှိပြီးဖြစ်ပါလို့လေတိုင်းကဏ္ဍဒီဒီဝက်ဆိုက်မူရဆိုရင်တစ်လို့ရရှိပြီးဖြစ်ပါတယ်။နောက်ထိပ်စည်းနှစ်ရဲ့အလေတိုင်းတစ်ရဲ့ရရှိပြီးဖြစ်တဲ့အတွက်ကြောင့်ယခုကနောက်ပိတ်ကွင်ကိုကျွန်တော်ထုတ်ပြနေခြင်းဖြစ်ပါတယ်။ ဒါတော့နောက်ပိတ်မှုကိုကစားတဲ့ခါမှာဒီကလေးလုံးပေါင်းချင်းအချိုးယူတဲ့ခါမှာဒီ6ရဲ9ရဲပေါင်းမယ်ဆိုရင်ပေါင်းချင်း3ပေါင်းချင်း3ရဲဒီကအဲ့ဒါဒီ6နောက်ပိတ်နဲ့ထပ်ပေါင်းတဲ့ခါမှာ၃လုံး6 9 6 3လုံးပေါင်းချင်းကျွန်တော်ဒါ6လို့ရရှိမှာဖြစ်ပါတယ်၃လုံးပေါင်းချင်း6ရဲနောက်တော့ဒီက1ခလေတိုင်းရဲဆက်ပေါင်းမှာဖြစ်ပါတယ်1ခလေတိုင်းဆက်ပေါင်းတဲ့ခါမှာကျွန်တော်6 9 6 1 4လုံးပေါင်းချင်း ၃ညလို့ရရှိတာဖြစ်ပါတယ်။ဒီလေးလုံးပေါင်းခြင်း၃ညအချိုးတိုင်းပဲကျွန်တော်နောက်ဘက်ကနန်းကိုထုတ်ယူသွားမှာဖြစ်ပါတယ်။ဒါပေမဲ့နောက်ဘက်ကနန်းကိုထုတ်ယူတဲ့အခါမှာလည်းကျွန်တော်ဒီလေးလုံးပေါင်းခြင်းချိုးတိုင်းပဲကျွန်တော်ဒီဒီဇောင်းပေါင်းခြင်းယူတဲ့အခါမှာအလဲတိုင်းထိတ်စီးရဲ့ထိတ်စီးကိုရဲ့အလဲတိုင်းကိုရဲ့ပေါင်းမှာဆိုရင် ပေါင်းခြင်းကိုရဲ့ကိုရဲ့ပေါင်းတော့ပေါင်းခြင်း၈ပေါင်းခြင်း၈ရဲ့ကျွန်တော်ဒီနောက်ဘက်ကနန်းရဲ့၃လုံးပေါင်းခြင်း 3ညလို့ကစားပေးရမှာမို့ဒီမှာ9ရက်9ရက်ပေါင်းတော့ပေါင်းကြီးရှိပေါင်းကြီးရှိဆိုတော့ကျွန်တော်ဒီဆိုင်မူရဆိုရင်ဒါနှစ်နောက်ပိတ်ကိုထည့်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဆိုင်မူရဆိုရင်9 9နှစ်3လုံးပေါင်း3ညအချိုးတိုင်းပဲနှစ်နောက်ပိတ်ကိုကစားသွားမှာဖြစ်ပါတယ်။ဒီခုဆိုရင်မိတ်ဆွေများကိုကျွန်တော်ဒီဆိုင်မူနှမျိုးနဲ့ဒါထိပ်စီးအလဲတိုင်းနောက်ပိတ်ဆိုပြီးတော့ ဒါတကွက်ကောင်းဆိုင်ကိုထုတ်ပြပြီးဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်ဆိုင်မှုတစ်မျိုးနဲ့နောက်တကွက်ကောင်းဆိုင်ကိုဆက်ပြီးထုတ်ပြပေးပါအောင်ခင်ဗျာမိတ်ဆွေများအနေနဲ့ဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာမိတ်ဆွေများကိုတော့ကျွန်တော်ဆက်လက်ပြီးတော့နောက်ထပ်ဆိုင်မှုတစ်မျိုးနဲ့ဒါတကွက်ကောင်းဆိုင်ထပ်ပြီးထုတ်ပြသွားမှာဖြစ်ပါတယ်နောက်ထပ်ဆိုင်မှုတစ်မျိုးရဆိုရင်ထိတ်စီလေတိုင်းနောက်ပိတ် ိုပြီးတော့အပြီးပေါထုတ်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဆိုင်မူချိုးဆိုရင်တော့ကျွန်တော်ထိတ်စည်းကိုတော့ကျွန်တော်ဒီဆိုင်မူရထုတ်မယ်ဆိုရင်ထိတ်စည်းဒီလည်းသုံးလုံးပေါင်းခြင်းအချိုးညီနဲ့ထိတ်စည်းကိုထုတ်ယူပေးမှာဖြစ်ပါတယ်သုံးလုံးပေါင်းခြင်းအချိုးညီနဲ့ထိတ်စည်းထုတ်ပုံကတော့ကျွန်တော်ဒီဘက်ဇောင်းပေါင်းခြင်းဇောင်းသုံးလုံးပေါင်းခြင်းယူမှာဖြစ်ပါတယ်ဒီဇောင်းသုံးလုံးပေါင်းခြင်းယူတဲ့ခါမှာတော့ကျွန်တော်ဒီက ဒီထိတ်နောက်ဘိတ်6ရရဲ့ဒီအလဲတိုင်းနှစ်ရဲ့ပေါင်းတဲ့ခါမှာ6ရရဲ့နှစ်ရဲ့ပေါင်းမှာဆိုရင်ပေါင်းခြင်း8ပေါင်းခြင်း8ရရဲ့ဒီထိတ်စီ8ရဲ့ပေါင်းမှာဆိုရင်ကျွန်တော်ဒါ3လုံးပေါင်းခြင်း6ဆိုပြီးတော့ဒီမှာ8ထိတ်စီကို15နှစ်ပွဲစဉ်မှာကစားတော့မှာဖြစ်ပါတယ်လက်တော့ဒီစားမှုရဆိုရင်ဇောင်း3လုံးပေါင်းခြင်း6ပေါ့ဗျာ6နှစ်8 3လုံးပေါင်း6ဆိုပြီးတော့8ထိတ်စီကစားတာတွေ့ရှိတွေ့ရှိမှာဖြစ်ပါတယ် ဆက်လက်ပြီးတော့နောက်တစ်ပြင်ကြည့်တဲ့အခါမှာလည်းဒီမှာငါးနောက်ပိတ်ရဲ့ဒီကငါးခလက်တိုင်းပေါင်းမှဆိုရင်ငါးရဲ့ငါးရဲ့ပေါင်းတော့ပေါင်းချင်း၃ညပေါင်းချင်း၃ညရဲ့ဒီကထိပ်စီး6ရဲ့ဆက်ပေါင်းတဲ့အခါမှာကျွန်တော်၃လုံးပေါင်းချင်း6အနေနဲ့ဒီမှာ6လေး6ပွဲစဉ်မှာထိပ်စီး6ကစားထားတာကိုတွေ့ရှိတာဖြစ်ပါတယ်။ဒါမို့ဒီအပေါ်ပင်းနှစ်ခုရာယခုပွဲစဉ်တွေ့လဲထိပ်စီးရတဲ့အခါမှာဇောင်း၃လုံးပေါင်းချင်း6အနေနဲ့ဒီမှာဖြစ်ပါတယ်။ကျွန်တော်ဇောင်း၃လုံးပေါင်းချင်း6ဖြစ်ဖို့ဆိုရင်ဒီမှာ6ရဲ့ နောက်ပိတ်နောက်ပိတ်ရှိရဲ့အလဲတိုင်းကိုရပေါင်းမယ်ဆိုရင်ပေါင်းချင်းခုနှစ်ပေါင်းချင်းခုနှစ်ဆိုတော့ကျွန်တော်ဒီထိပ်စီးဒီသုံးလုံးပေါင်းချင်း6ဖြစ်ဖို့ဆိုရင်ကျွန်တော်ဒီမှာ6ထိပ်စီးကိုဒီစားမှုနဲ့ထည့်ကစားတော့မှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီမှာဆိုရင်ဇောင်းသုံးလုံးပေါင်းချင်း6ဇောင်းသုံးလုံးပေါင်းချင်း6ဇောင်းသုံးလုံးပေါင်းချင်း6ဆိုပြီးတော့ကစားမှာမို့ဒီစားမှုမှာဆိုရင်6 9 9လုံးပေါင်းချင်း6ဆိုပြီးတော့ဒီစားမှုရဆိုရင်6ထိပ်စီးကိုကစားပေးရမှာဖြစ်ပါတယ် ျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်လေတိုင်းကနန်းကိုထုတ်ပြပြီးအောင်မှာဖြစ်ပါတယ်။မိတ်ဆွေများဆက်လက်ကြည့်ရှုပါအောင်ခင်ဗျာ။ကျွန်တော်ဒီစိုက်မှုကတော့လေတိုင်း၃လုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းစီနီယာနဲ့ထုတ်သွားမှာဖြစ်ပါတယ်။၃လုံးပေါင်းခြင်းစီနီယာထုတ်ဖို့ဆိုရင်ကျွန်တော်ဒီကလေတိုင်းကနန်းယူပုံကတော့ဒီက၄ခလေတိုင်းရဲ့ဒါ၃ထိပ်စီရဲ့ပေါင်းတဲ့အခါမှာပေါင်းခြင်း9လို့ရရှိမှာဖြစ်ပါတယ်။ပေါင်းခြင်း9ရဲ့ဒီက လေတိုင်း9ရဲ့ပေါင်းမှဆိုရင်3လုံးပေါင်းချင်း2ဆိုပြီးတော့4 3 5 3လုံးပေါင်း2ချိုးနေဒီမှာ9ခလေတိုင်းကိုဒီဆိုင်မှာကစားသလိုဒုတိယပင်ကြည့်တဲ့အခါမှာလည်းဒီက6ခလေတိုင်းရဲ့3ထိပ်စီရဲ့ပေါင်းတော့6ရဲ့3ရဲ့ပေါင်းတော့ပေါင်းချင်း9ပေါင်းချင်း9ရဲ့ဒီကအလေတိုင်း4ရဲ့ပေါင်းမှဆိုရင်ကျွန်တော်3လုံးပေါင်းချင်း3ဆိုပြီးတော့၄ခလေတိုင်းကစားတာတွေ့ရှိမှာဖြစ်ပါတယ် ကျွန်တော်အပေါ်ပြင်မှာကြတာ435သုံးလုံးပေါင်းခြင်းနှစ်ဒုတိယပြင်မှာကြတာ634သုံးလုံးပေါင်းခြင်း3ဒါမှမဟုတ်ယခုပြင်မှာဆိုရင်ဒါသုံးလုံးပေါင်းခြင်း4ချိုးနဲ့ပဲကျွန်တော်ထုတ်မှာမို့ဒီက9ရယ်9ခလဲတာရယ်ဒီက6ထိပ်စီရယ်ပေါင်းမှာဆိုရင်ပေါင်းခြင်း3လို့ရရှိမှာပဲပေါင်းခြင်း3ရယ်ကျွန်တော်ယခုပွဲစဉ်အလဲတိုင်းကဏ္ဍကိုပေါင်းမှာဆိုရင် သုံးလုံးပေါင်းရင်၄လို့ကစားပြရမှာမို့လေရန်ကနန်းကို၁လို့ထည့်ကစားပြရမှာဖြစ်ပါတယ်။ဒါမို့ဒီစားမှုရဆိုရင်ကျွန်တော်ဒါသုံးလုံးပေါင်းရင်သုံးလုံးပေါင်းရင်၂သုံးလုံးပေါင်းရင်၃သုံးလုံးပေါင်းရင်၄ဆိုပြီးတော့ဒီစားမှုရတာ၁၁တစ်ကလေးတိုင်းကိုကစားပြရမှာဖြစ်ပါတယ်။ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်ဒီနောက်ပိတ်ကနန်းကိုဆက်ပြီးထုတ်ပြပြအောင်မှာဖြစ်ပါတယ်။ တော့နောက်ပိတ်ကနန်းယူပုံကလည်းကျွန်တော်ဒီသုံးလုံးပေါင်းကြီးသုံးလုံးပေါင်းကြီးကျွန်တော်ဒီစီနီယာစီနီယာပဲထုတ်มาဖြစ်ပါတယ်သုံးလုံးပေါင်းကြီးစီနီယာမှာလည်းကျွန်တော်ဒါ break size နဲ့ break size မူနဲ့ကျွန်တော်နောက်ပိတ် size ကိုတွဲပြသွားมาဖြစ်ပါတယ်နောက်ပိတ် size ကိုသုံးလုံးပေါင်းရင်ယူတဲ့အခါမှာတော့ကျွန်တော်ဒီကကြံရှိနေတဲ့ကဏ္ဍသုံးလုံးနဲ့ယူမှာဖြစ်ပါတယ်ဒီမှာဆိုရင်ပထမသုံးလုံးဒီ 开始的上东龙包年，你巧是东龙包巧路有个路，来那个南方家那来，离东啊东龙包那时候有啥去办嘞？他们就去江西的那个南地，就那地嘛，地你开始也地啊离离开来的也就那地啊，你老伯也收不着东龙江西嘛去办嘞？他们地东龙包年地嘞，你也离也包么子包年巧，包年巧也地啊老伯你也包么子收银就那。 သုံးလုံးပေါင်းရင်၈ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်။ဒီစာအုပ်မှာသုံးလုံးပေါင်း၈ကိုရရှိတယ်လို့ဒုတိယအပြင်ကိုကြည့်တဲ့အခါမှာလည်းကျွန်တော်တို့ကြံရှိတဲ့ခဏန်းဒီကျွန်တော်ဒီရှင်းထိတ်စီးရဲ့ဒီက6နောက်ပိတ်ရဲ့ပေါင်းမှဆိုရင်ရှင်းရဲ့6ပေါင်းဆိုပေါင်းရင်း၄ပေါင်းရင်း၄ရဲ့ဒီနောက်ပိတ်6ပေါင်းမှဆိုရင်သုံးလုံးပေါင်းရင်း၃ညလို့ရရှိတာဖြစ်ပါတယ်။ဒီစာအုပ်မှာဆိုရင်အပေါ်ပင်ဒီသုံးလုံးပေါင်းရင်း၈ ကစားလို့ဒုတိယပြင်သည်၃လုံးပိုင်း၃ညလို့ကစားတာဖြစ်ပါတယ်ဒီနောက်ကြံရှိတဲ့ကဏ္ဍ၃လုံးအချိုးကြီးကျွန်တော်၂ပွင့်ကြီး၂ပွင့်ငယ်အနေနဲ့တော့ရှင်းပြီးတော့၉၃ညဆိုပြီးတော့ဒီပွဲမှာကျွန်တော်၈66ဆိုပြီးတော့၃လုံးပေါင်းချင်းကို၃ညအနေနဲ့၆နောက်ပိတ်ကစားတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်အပေါ်ပြင်မှာကြတော့လေဒီမှာ1 1 4 1 3လုံးပေါင်း၈ချိုးနဲ့1နောက်ပိတ်ကစားတယ်လို့ ဒီဆိုင်မူရကျွန်တော်နဲ့တွေ့ရှိတာဖြစ်ပါတယ်ကျွန်တော်ဗရိတ်မူရကြည့်မယ်ဆိုရင်လည်းဒီမှာရှင်းငါးနှစ်ဒီသုံးလုံးပေါင်းရင်ငါးဗရိတ်ဖြစ်သလိုဒီမှာကြတော့လဲ646ဒီသုံးလုံးပေါင်း6ဆိုပြီးတော့6ဗရိတ်ကစားတာတွေ့ရှိပါတယ်ဒါမှမဟုတ်ယခုပွဲစဉ်မှာဆိုရင်လည်းကျွန်တော်နောက်ပိတ်ကဏ္ဍဒီနှစ်ပွင့်ကြီးအနေနဲ့ကစားမယ်ဆိုရင်ကျွန်တော်ဒီမှာကြံရှိနေတဲ့ကဏ္ဍကိုယူတဲ့အခါမှာ6ရဲ့6ရဲ့ပေါင်းမယ်ဆိုရင်6ထိပ်စီးနဲ့6နောက်ပိတ်နဲ့ပေါင်းမယ်ဆိုရင် ပေါင်းကြီး၅ပေါင်းကြီး၅ရဲ့ကျွန်တော်ဒီယခုပွဲစဉ်နောက်ပိတ်ကဏ္ဍကိုတော့ဒီဘက်က၃ညဆိုတော့2ပွင့်ကြီးအနေနဲ့ကစားမှဆိုရင်9နောက်ပိတ်ကိုကစားပေးရမှာဖြစ်ပါတယ်9နောက်ပိတ်ကိုကစားပေးမှသာလေဒီမှာ6 6ခွင်း3လုံးပေါင်းနှစ်ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီစိုက်မှုရယူပုံဒီကျွန်တော်ဒါဗရိတ်မှုနဲ့ကပ်ပြီးတော့ကြံရှိနေတဲ့ကဏ္ဍကိုပေါင်းကြီးယူခြင်းဖြစ်ပါတယ် ဗရိတ်မျိုးကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီအပေါ်ဘေးမှာ၈၅နှစ်ပွဲစဉ်မှာ၅ဗရိတ်ဒါဒီမှာ၅ဗရိတ်လို့ကစားထားသလိုကျွန်တော်ဒုတိယပြင်ကိုကြည့်မယ်ဆိုရင်၆၄၆ဒီလည်း၆ဗရိတ်လို့ကစားထားတာဖြစ်ပါတယ်။ဘာမို့ယခုပွဲစဉ်တဲ့ဗရိတ်ကိုသုံးလုံးပေါင်းချင်းဗရိတ်ယူတဲ့ခါမှာလည်းဒီမှာ6တစ်ခွင်ဆိုရင်ဒါသုံးလုံးပေါင်းချင်းဒီ9ဗရိတ်အနေနဲ့ဒါမိတ်ဆွေများကိုဒါဗရိတ်မှုရ တော့ပေါင်းချင်းနှစ်ပွင့်တိုးနဲ့နောက်ဘက်ကနန်းကိုထည့်ပြီးတော့ကစားပေးတာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဆိုင်မူလေးကိုမိစေများအနေနဲ့ဒါကြိုင်နေတတ်မယ်ဆိုရင်ကစားလို့ရအောင်မိစေများကိုကျွန်တော်ဆိုင်မူပုံစံအမျိုးမျိုးနဲ့ရှားဖွေစူးစမ်းပြီးတော့ဒါမျှဝေပေးနေခြင်းဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဒါပွဲစဉ်တိုင်းမှာဒါတချို့တဝက်ကနန်းနေသည်မင်္ဂလာမှုရှိသောတချို့တော့ဝက်ဒီကျွန်တော်တို့လွယ်မှားမှုလေးတွေရှိနေတာဖြစ်ပါတယ် ။ဒါမိတ်ဆွေများကိုကျွန်တော်နဲ့ကြိုးစားရေးဒါစိုက်မှုမျိုးစုံနဲ့ကျွန်တော်ထိတ်စည်းအလဲတိုင်းနောက်ပိတ်များကို ထုတ်ပေးနေခြင်းဖြစ်ပါတယ်။ဗရိတ်စိုက်နဲ့ရောနောက်ပိတ်စိုက်နဲ့ရောတွဲပြီးတော့ကျွန်တော်ဒီနောက်ငါးထပ်စိုက်မှုကိုဒါထုတ်ပြလိုက်ခြင်းဖြစ်ပါတယ်။ဒါမိတ်ဆွေများအကြိုက်တူရင်ဒီတိုင်းမူလေးတွေကိုယူပြီးကစားလို့ရအောင်ကျွန်တော်နဲ့ရှာဝေမျှဝေပေးခြင်းဖြစ်ပါတယ်။ဒါမိတ်ဆွေများအနေနဲ့လည်းကျွန်တော်အားပေးသောအဖြစ် like လေးများ ပေးခဲ့ဖို့ ။ဒါဒီစမှုလေးတွေကြိုက်မကြိုက်မကိုလေကွန်မတ်မှလည်းရေးပေးဖို့ကျွန်တော်အနေနဲ့ဒါတောင်းဆိုပါတယ်။ဒါမှမဟုတ်ယခုစမှုရထုတ်ထားကဏ္ဍလေးကိုမိစေများကြိုင်းနေတဲ့ကစားလို့ရအောင်ကျွန်တော်ဒီ 3D တွေနဲ့အချိန်20တက်ပေါ့ဗျာထုတ်ပေးလိုက်တဲ့ကဏ္ဍလေးဖြစ်ပါတယ်။ဒီအောက်မှာပဲကျွန်တော်ဆက်ပြီးတော့ချပြီးရေးပေးပါမယ်ကျွန်တော်3 D အကျဉ်း20မြောက်အနေနဲ့ ။ဒီမှာဒီစိုက်မှုရထုတ်ထားကဏ္ဍကိုဒီမှာချရေးมาဖြစ်ပါတယ်။အပရမစိုက်မှုမှာဒါထိတ်စီးဒီဘက်ကစိုက်ဒီထိတ်စီးနဲ့အလဲတိုင်းထုတ်တာဖြစ်လို့ဒီဘက်မှာကျနောက်ပိတ်ကဏ္ဍကိုတွဲထုတ်တာဖြစ်ပါတယ်။ဒါမှမဟုတ်ပရမစိုက်မှုရဆိုရင်နှစ်ထိတ်စီးတစ်ကလေးတိုင်းနှစ်နောက်ပိတ်အနေနဲ့ဒါကဏ္ဍတစ်ခွက်ကိုရရှိมาဖြစ်ပါတယ်။အပ္ပမဆိုင်မူရဆိုရင်ဒီမှာနှစ်ထိတ်စီပြက်ကလေးတိုင်းနှစ်နောက်ပိတ်ဆိုပြီးတော့ နှစ်တင်းနှစ်ဆိုပြီးတော့ဒီမှာကဏ္ဍတစ်ခွက်ကိုရရှိသလိုကျွန်တော်ဒုတိယစာမူမှာဆိုရင်ကိုထိတ်စီကိုထိတ်စီတစ်ခလေတာရဲ့ခုနှစ်နောက်ပိတ်ရဲ့ကျွန်တော်ဒီမှာကိုတစ်ခွန်ဆိုပြီးတော့ကဏ္ဍတစ်ခွက်ကိုပြီးပေါက်အနေနဲ့ထုတ်ပြပေးတာဖြစ်ပါတယ်ဒီစိုင်းမှုနှမျိုးနဲ့ထုတ်တာကဏ္ဍလေးများကိုမိစေများကြာနေတဲ့ရင်ကစားလို့ရအောင်ကျွန်တော်အနေနဲ့ရှားပွေမျှဝေပေးခြင်းဖြစ်ပါတယ်ဒါမိစေအားလုံးကျွန်တော်တို့ဒီ အကျဉ်း20မြောက်မှာကျွန်တော်အနေနဲ့ဒီသတိဒီပေါင်ဒီကနန်းနေနဲ့အောင်မြင်စွာရရှိကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်။ဒါမှမဟုတ်မိတ်ဆွေအားလုံးလည်းနောက်တော့ဗီဒီယိုများမှာပြန်ကြမ်းပါစွာဖြင့်ပြန်လည်ဆုံတွေ့ဖို့ဟာကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။